မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြည်ရည်နနာရက်ကွက်မှာအကောင့်ထဲပေါ်တိဆောက်ခဲ့တဲ့တံမိုးမြတာအင်အားစီမံကိန်းမှာအင်ကန်ပေါင်း960ကိုဇန်နဝါရီလ၄ရက်နေ့ကမန္တလေးတိုင်းဒေသကြီးမြို့ပြနယ်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှမဲ၌ရောင်းချပေးခဲ့ပါတယ်။ပုံများပုံများ9.7တိုင်းနာ အဲ့ဒီလိုရောင်းချခဲ့ရမှာလာရောက်လျှောက်ထားဝယ်ယူသူများပြားခဲ့တာကြောင့်ကျုံအရှိဘက်66လမ်းမှာရင်ကျော်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါဗျ။မြိုင်နနာတံမိုးမြတာအင်အားစီမံကိန်းမှရှစ်ခန်းတွဲ၅ဒက်အဆောက်အဦးစလီလုံးမှအခန်းပေါင်း960အားမန္တလေးတိုင်းဒေသကြီးအတွင်တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံဝန်ထမ်းများအငြိမ်းစားဝန်ထမ်းများဝင်ငွေနည်းပြည်သူများနဲ့ကုမ္ပဏီဝန်ထမ်းများအားမဲနိုင်ရောင်းချပေးခြင်းဖြစ်ကရှောက်ထားသူ9600ကျော်ရှိခဲ့ကြောင်းသိရပါသည် တိုက်ခန်းများဝေယူနိုင်ရန်အတွက်ရှောက်လွှာများကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းကရောင်းချပေးခဲ့ခြင်းဖြစ်ကဒီဇင်ဘာလမှာရှောက်လွှာလက်ခံခြင်းများဆောင်ရွက်လျက်ရှိခဲ့ပြီးရှောက်လွှာစုစုပေါင်း14000နီးပါးရောင်းချပေးခဲ့ကြောင်းသိရပါတယ်အင်ကန်းဝယ်ယူဖို့အချိန်မီပြန်လဲလျှောက်ထားတဲ့လျှောက်လွှာအရေအတွက်ကတော့9600ကျော်ရှိခဲ့ပြီး6000ကျော်မှာနိုင်ငံဝန်ထမ်းနဲ့အငြိမ်းစားဝန်ထမ်းများဖြစ်ကြောင်းသိရပါဗျ။ ယခုရောင်းချပြီးမဲ့တိုက်ခန်းများမှာတခန်းလျင်969စတူယန်ပေရှိပြီးညီညီတက်ကို223သိန်းပထမတက်ကို208သိန်းဒုတိယတက်ကို193သိန်းတတိယတက်ကို198သိန်းဇုတ်ထတက်ကို163သိန်းသတ်မှတ်ထားပြီးလေးလလေးရကြအကြည့်ပေးချေရတဲ့စနစ်ဖြစ်ဖြစ်စေ၊ဗန်ချင်းငွေဖြစ်ဖြစ်စေပေးချေနိုင်ကြောင်းသိရပါဗျ။